မကွေးတိုင်းစလင်းမြို့နယ်ခရီးတန်းကျောင်းသူတရားကိုဂရိတ်တွဲကျောင်းသား၃ယောက်ကအတင်းအဓမ္မမရင်ချင်းမှုဖြစ်ပွားခဲ့တယ်လို့မျိုးကန်တွေစီကနေသိရပါတယ်။စလင်းမြို့အထက်ကတည်းကထန်ထန်ကျောင်းကဂရိတ်တန်းကျောင်းသူတို့နဲ့ဂရိတ်တွဲကျောင်းသားတို့တို့အောင်တမိရေးစားတွေဖြစ်ကြပြီးတဲ့နောက်ကျောင်းသားကသူ့မွေးနေ့မှာဖိအားသွားဖို့ချိန်ဆခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မှာရီစာဖြစ်သူဟာကောင်မလေးကိုမြင်းတင်ရက်ွက်မှာရှိတဲ့ TG ဖျားပေါ်ခေါ်ဆောင်သွားတာသူနဲ့အတူပါလာတဲ့နောက်ထပ်တငယ်ချင်းနှစ်ယောက်နဲ့အတူဖျားပေါ်မှာအရက်တောက်ခဲ့ကြတယ်လို့သိရပါဗျ တို့တော့ယောက်အယတ်တင်စားတောက်စားမှုရပြီးတဲ့နောက်ကောင်မလေးကိုအတင်းအာဓမပြုခြင်းခဲ့ကြပြီးအဲ့လိုပြုခြင်းစဉ်မှာကောင်မလေးရဲ့ရည်စားဖြစ်သူကကောင်မလေးကိုလဲပေးညစ်တာပားရိုက်တာပါးစပ်ကိုပိတ်တာတွေကိုပြုလုပ်ခဲ့လို့သိရပါတယ်။တယောက်တည်းလည်းအဲ့လိုလုံဆောင်ခဲ့မှုတွေကိုလည်းဖုန်းနဲ့ဗီဒီယိုရိုက်က Telegram မှာဖြန့်ဝေခဲ့လို့လည်းပြောပါတယ်။အဲ့နောက်ကောင်မလေးဟာထီထီဖျားပေါ်မှာသတိလေးမေ့သွားခဲ့ပြီးသတိပြန်လည်လာချိန်မှာဖျားကိုလာတဲ့သူတွေကိုနှမ်းခေါ်အကူအညီတောင်းပေးတာကြောင့်စလင်းစင်းရုံကိုပို့ဆောင်ပေးခဲ့တယ်လို့နေကန်တယောက်ကပြောပြပါတယ်။ အာရမပြုချင်းပြည်တဲ့ចောင်းသားတုံးယောက်နဲ့ဗီဒီယိုရိုက်ပြီးတဲ့ចောင်းသားတယောက်ကိုလက်ရှိဆလင်းရဲစခန်းမှာခေါ်ယူထိမ့်သိမ်းထားပြီးចောင်းဆရာကြီးဆရာဆရာမတွေနဲ့ရဲတွေကဒီចောင်းသား၄ယောက်အတွက်သိန်း900နဲ့ကြေးပေးဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။အာရမပြုချင်းခံရတဲ့ចောင်းသူမိဘတွေကတော့ဘာမှမပြောရဲပဲရဲကကြားကားနေပြီးတော့ငွေညစ်တဲ့ပုံစံမျိုးဒီတဲ့င်းတွေကိုဖုံးပေးမဲ့သဘောမျိုးဖြစ်နေတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ်။ အတင်းအဓမ္မပြုခြင်းခံရတဲ့ကျောင်းသူဟာလက်ရှိချိန်ထိဆလင်းရေးဆေးရုံမှာဆေးကုသမှုခံယူနေရဆဲ